လိုင်းဘွားရှိတော်ညီကိုမောင်တို့မများယနေ့ရဝေမှာနေ့စဉ်တိုင်းတော့ဘက်တရားဒီနာကိုနားထောင်စောင့်မျှော်နားထောင်နေကြတော့မိသားစုဝေများအားလုံးအားလုံးမင်္ဂလာမနက်ခင်ပါလို့နှုတ်ခွန်းဆက်တာပါတယ်သခင်ယေရှုခရစ်တော်၌အားလုံးညီတက်ခြင်းရှိပါစေအသက်ရှင်တော်တို့ဘက်တော်ကိုနားထောင်ဖို့ရန်အတွက်အားလုံးစိတ်နှလုံးပြင်ဆင်လေးအတူတူဆုတောင်းရအောင်နော်မေတ္တာတော်ရှင်ဖခြေစူးတော်ချီးမွမ်းနေခေရင်ဆိုးရိုးတဲ့ကာလမှာဘုရားသခင်ကြီးကျွန်တော်တို့အကောင်းမှုဆုံးအိတ်ဆက်အနာယူခွင့်ပေးတယ် နိုးထခွင့်ကိုလည်းပေးတယ်နိုးထလာတာနဲ့ဒီကနေ့အသက်ရှင်တော်နှုတ်ဘက်တော်ကိုပြန်လည်နားထောင်ခွင့်ပေးတယ်ကိုရောဖရားစကားတွေကျွန်တော်တို့အသက်တာအတွက်အင်မတန်မရှိမဖြစ်ဝိညာဉ်အစာဖြစ်ပါတယ်ဒါကြောင့်ကိုရောဖရားကောင်းချီးပေးပါနားထောင်တန်ဖိုးထားနားထောင်စေပါနားထောင်ထားတဲ့အရာများကိုအသက်တာမှာထိမိတိဆောက်စရာဖြစ်စေပါတန်ရှင်တော်ဝိညာဉ်တော်မာစာပါမိကြောင်းဒီချိန်နာယူကိုယ်တော်လက်တော်ထဲမှာအနံ့တဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအဖြစ်ဆုတောင်းဆက်ကအနံ့ကြပါ၏အဖဖေဟာအာမင် ချက်တော်ညီကိုမောင်မတို့ဒီကနေ့အားလုံးနဲ့ဝင်ကချင်တဲ့ခေါင်းစဉ်လေးကအခက်ခဲကြတဲ့ကဖျားစကားအပိုင်း၃ဖြစ်ပါတယ်ဖျားစကားနှစ်ချက်ကိုအားလုံးနဲ့ခွန်အားယူယူချင်ပါတယ်အတူတကွခွန်အားယူချင်ပါတယ်ပရမအုပ်ဆုံးတခွန်းကိုအားလုံးနဲ့ခွန်အားပေးချင်တာကတော့ခွန်အားယူချင်တာကတော့အခက်ခဲဟာဆိုလို့ရှိရင်ကျွန်တော်တို့အတွက်သူတို့ဘာကိုတတ်တည်ခံစေဖို့ဖြစ်တည်လာစေဖို့ဖြစ်တယ်ဆိုတဲ့အကြောင်းကိုခွန်အားပေးချင်တယ်ဘာလဲလဲအခက်ခဲဟာနောက်တစ်ချိန်မှာ အင်မတန်လှပတဲ့တတိခံချက်တွေဖြစ်လာမယ်ဆိုတဲ့အရာကိုခွန်အားပေးချင်ပါတယ်အာမင်နှစ်ကောခန်းကြီးတဲ့ငယ်လေးကိုကြမ်းချက်တစ်ချက်လေးဖတ်ချင်ပါတယ်ငါတို့ဒီဘုရားသခင်ကြီးကြီးစုတော်အဖြစ်ကိုယ်တိုင်တတချင်းရှိတကယ်လို့စင်းရဲချင်းအမျိုးမျိုးကိုခံရတော့သူတို့အားတတစေနိုင်မိအကြောင်းစင်းရဲချင်းအမျိုးမျိုးတို့၌ဘုရားသခင်ဒီငါတို့အားတတစေတော်မူ၏ချစ်တော်ညီကိုမောင်မတော်တခါတလေအတ္တထဲမှာ ဆင်းရဲဒုက္ခအခက်အခဲကြုံတွေ့နေရတာဟာနောက်တစ်ချိန်ကျလို့ရှိရင်ဘုရားသခင်ရဲ့ကြီးစုတော်ကိုချီးမွမ်းနိုင်ဖို့နောက်တစ်ချိန်ကျလို့ရှိရင်သူများဆင်းရဲနေတာကိုလည်းပြန်ကူညီနိုင်ဖို့ရန်အတွက်ဖြစ်ပါတယ်အာမင်ယုံကြည်သူတားသမီးတွေအနေနဲ့ဒုက္ခပြဿနာကြုံတွေ့လာတဲ့အခါမှာဘုရားသခင်နဲ့ပူနီးပြီးတော့သင်ကားစာတွေတပွေ့တပိုက်ရလာခဲ့တာအများကြီးပါပဲအခုကျွန်တော်တို့တရားဟောနေရင်လည်းဒီကျွန်တော်တို့တီးတန့်ဆရာကိုဆက်တွေ့ပြီးတော့မှတက်တည်လာခံတဲ့သူတွေအများကြီးအများကြီးရှိပါတယ် ဆိုလိုချင်တာကအခက်အခဲပြဿနာထဲမှာဖခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုပို့ပြီးမြင်လာတတ်စေတာဖြစ်တယ်ဟာလေလုယာအခက်အခဲပြည်လေသွားတဲ့အခါမှာအော်ဖခင်သခင်ကြီးစုတော်ပါလားလို့ပြန်လဲတတ်သိခံလာကြတဲ့ယုံကြည်သူတွေအများကြီးရှိခဲ့ပါတယ်အဲ့ဒီထဲမှာကျွန်တော်အပါဝင်ပါပဲတင်လဲပါဝင်မယ်လို့ယုံကြည်တယ်ဘာကြောင့်လဲဆိုယုံကြည်သူတွေကတတိခံဆိုတော့အဲ့လိုထွက်လာတာလေအဲ့လိုညစ်ပြီးမှထွက်လာတာအခုကိုညစ်ပြီးတော့မှအချောက်လန်းတဲ့ခါမှာအခုကိုညစ်ပြီးတော့မှရေထွက်လာတယ်လို့ ယုံကြည်သူရဲ့တတ်တာထဲမှာအဲ့လိုဒုက္ခဆင်းရဲတွေနဲ့အညစ်ခံရတယ်အညစ်ခံရတဲ့အခါမှာဘာတွေထွက်လာလဲဆိုတော့တသက်ခံချက်တွေထွက်လာလပတဲ့တသက်ခံချက်တွေထွက်လာတယ်ဖယားသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းတွေထွက်လာတယ်ဒုက္ခထဲမှာဖယားသခင်ဘယ်လိုကယ်တင်တယ်လဲဆိုတဲ့အတွေ့အကြုံတွေကျွန်တော်တို့ရလာတယ်အဲ့ဒါကိုလက်တွေ့တသက်ရခြင်းလို့ခေါ်တယ်အာမင်ဟုတ်ပြီနော် တနေကုန်တနေခမ်းဘာမှကျွန်တော်တို့ဘဝမှာအခက်အခဲဒုက္ခဘာမှမရှိခဲ့ဘူးဆိုလို့ရှိရင် ကျွန်တော်တို့ဘာအကြောင်းပြောမလဲကျွန်တော်တို့ဘုရားကျောင်းမှာတက်တည်ခမ်းမယ်တို့မို့အပြင်မှာတက်တည်ခမ်းမယ်ဆိုရင်ဘာအကြောင်းကိုကျွန်တော်တို့ပြောလို့ရမလဲဘာမှပြောလို့မရပါဘူးအတ္တတထဲမှာကျွန်တော်တို့ဒုက္ခတွေကောင်းမြတ်ခြင်းတွေမကောင်းမြတ်ခြင်းတွေပြဿနာတွေငြိမ်သက်ခြင်းတွေအမျိုးမျိုးကြုံနေတဲ့အခါမှာအယံအသွေးတွေစုံလင်နေတဲ့အခါမှာအဲ့ဒီအရာတွေကနေဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်တို့တက်တည်ခံရတာဖြစ်ပါတယ်အာမင် ဒါဘုံတော်ထင်ရှားစရာအတွက်ဖြစ်လာတာဖြစ်ပါတယ်။ဒါမှကိုယ်အနီနာကလူတွေအလားတူပြက်ကနာကြုံတွေ့လာရင်လေတတိခံကျွန်တော်အနီနာလူတွေအလားတူကျွန်တော်တို့နဲ့အတူတူပုံစံတူပြက်ကနာတွေကြုံတွေ့လာတဲ့အခါမှာကျွန်တော်တို့ကတတိခံပြီးမှခွန်အားပေးနိုင်တာဖြစ်ပါတယ်။ခုနကျမ်းချက်ထဲမှာဘယ်လိုပြောလဲဆိုငါတို့ဒီတဲ့ဖခင်သခင်ရဲ့ကြီးစုတော်အားဖြင့်ကိုယ်တိုင်တက်တာချင်းတို့ရှိတကယ်တို့ဘာကြောင့်တက်တာချင်းတို့ရှိတာလဲဘာကြောင့်တက်တာချင်းတို့ရှိတာလဲ ပြဿနာကြုံခဲ့လို့ပေါ့ငကိုတွေကတက်တာနေတယ်ဆိုရင်တက်တာချင်းရှိစရာလိုစရာရစရာလိုလားမလိုဘူးမလိုအပ်ဘူးဒါပေမဲ့လောကမှာတက်ရှင်တဲ့ခါမှာအိုချင်းနာချင်းဆင်းရဲချင်းဒုက္ခချင်းအမျိုးမျိုးကြုံတွေ့လာတယ်အဲ့လိုကြုံတွေ့လာတဲ့ခါမှာခិតတဒုက္ခကြုံတွေ့လာတဲ့ခါမှာအဲ့ဒီခិតတတက်တာချင်းကိုလည်းဘုရားသခင်ကပေးတယ်တဲ့စင်ရဲချင်းအမျိုးမျိုးကိုခံရတော့သူတို့အားတက်တာစေနိုင်မိအကြောင်းစင်ရဲချင်းအမျိုးမျိုးတို့၌ဘုရားသခင်ငါတို့အားတက်တာစေတော်မူ၏တဲ့အဓိကက ်များညွန်ထားတာကငါတို့တက်တာချင်းရတာဟာငါတို့အတွက်ပဲမဟုတ်ဘူးတဲ့တက်တီခံဖို့ဖြစ်တယ်သူများကိုလည်းပါဖြစ်လေဖေးမဖို့ဖြစ်တယ်ကိုလိုခံရတဲ့သူတွေကိုလည်းအားပေးဖို့တာဟာရှင်းရှင်းလေးပါပဲပထမတစ်ချက်ဆိုတော့ပထမတစ်ချက်ကိုနှလုံးသွင်းပါဗာလဲအခက်ခဲတွေဟာတဲ့စိတ်မစင်းရဲပါနဲ့အခက်ခဲကြုံနေတယ်ဆိုလို့ဒီအခက်ခဲတွေဟာတစ်ချိန်မှာလာပါတဲ့တက်တီခံချက်တွေဖြစ်လာမယ်အာမင်အခုတင်ဘာတွေခံစားရရလဲကျွန်တော်မသိဘူး အခုတင်ပါရီခံစားနေရတယ်ကျွန်တော်မသိပေမဲ့ဖရာသခင်သိတယ်ဖရာသခင်အားလုံးအားလုံးသိပြီးတာပဲမနေ့တနေ့ကလည်းကျွန်တော်ဝင်ငါပြီးပြီးကိုရဲ့အသက်တာမှာဖြစ်တည်လာတဲ့အရာအားလုံးကဖရာသခင်အလိုတော်ရှိမှအခွင့်ပြုမှဖြစ်လာလို့ရတာဆိုတော့အဲ့ဒီဖြစ်လာတဲ့အရာတွေကဖရာသခင်ကကျွန်တော်တို့အကျိုးအတွက်ဖြစ်တယ်ကောင်းကောင်းဆိုးဆိုးကောင်းကောင်းဆိုးဆိုးအမြဲတမ်းဒီလိုကြောပိုးနေပြီးမဲ့တစ်ခုပြီးတစ်ခုဒီလိုဒွန်သွဲနေပြီးမဲ့နောက်ဆုံး အကောင်းဆုံးခံစားရမှာကဘုရားသခင်ကိုချစ်တော့ကျွန်တော်တို့လူတွေခရိယံယုံကြည်သူတွေကိုပြောတာဖြစ်တယ်ဆိုအဲ့ဒီလူတွေကနောက်ဆုံးကြလို့ရှိရင်ကောင်းကျိုးရမယ်။ဒါကြောင့်ကျွန်တော်ယုံကြည်တယ်။ယုံကြည်တာမဟုတ်ကျွန်တော်တို့အတ္တမှာတကယ်ဖြစ်တည်ခဲ့တာ။တစ်ချိန်ကဒုက္ခခံစားရတဲ့အရာတွေကအခုချိန်မှာလှပတဲ့တသက်ခံချက်တွေဖြစ်လာတယ်။ဟာလေလုယ။ဒါကြောင့်ကျွန်တော်ယုံကြည်တယ်။အခုတင်ပါတွေခံစားနေရလေ။အခုတင် ဒုက္ခဆင်းရဲအမျိုးမျိုးခံစားနေရတယ်ဆိုရင်ကျွန်တော်ခွန်အားပေးချင်တယ်အဲ့ဒီအရာတွေကတစ်ချိန်ကြာလို့ရှိရင်တစ်ရက်ကြာလို့ရှိရင်လာပါတဲ့တသက်ခံချက်တွေဖြစ်လာလိမ့်မယ်။ဩဘုရားသခင်ကငါ့ကိုဒီလိုဒုက္ခထရားနေဒီလိုကယ်တင်ခဲ့ပါလားဆိုတာသင်မြင့်မြင်ထင်ထင်ရှားရှားတသက်ခံရမှာဖြစ်တယ်။သင်လက်တွေ့တသက်ကိုရမယ်ပြီးလို့ရှိရင်အဲ့ဒီတသက်ကိုသင်သူတို့ဘာကိုပြောပြရမယ်အဓိကအရာတွေဖြစ်လာလိမ့်မယ်။အာမင်ဒါဟာပထမတစ်ချက်ဖြစ်ပါတယ်။ဒါကြောင့်ဒီတစ်ချက်ကိုနှလုံးသွင်းပါ ပြဿနာခက်ခဲဘလောက်ပဲကြုံနေကြုံနေဒီတစ်ချက်ကိုလုံးသွင်းပါတစ်ချိန်ကျရင်ဒီຢာတွေဟာလပတဲ့တသက်ခံချက်တွေဖြစ်လာလိမ့်မယ်အာမင်ဒုတိယတစ်ချက်ကိုခွန်အားပေးခြင်းနဲ့ဒီကနေ့ပြောမယ့်ဒုတိယတစ်ချက်ဒီကနေ့ပြောမယ့်ဒုတိယတစ်ချက်ကအခက်ခဲပြဿနာတွေဟာကျွန်တော်တို့ကိုကျွန်တော်တို့ရဲ့တီးခံခြင်းကိုပြုစုတတ်ဖို့ဖြစ်ပါတယ်အာမင်ရှင်ယာကုတ်ဩဝါဒစာခန်းကြီး1ငွေ2ကနေ3မှာကျွန်တော်ဖတ်ပါမယ် ငါညီအကိုတို့တင်တို့ဤယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာဒီတီးခန့်ခြင်းကိုပွားစေတတ်၏ဟုတိမတ်လျက်အထူးထူးအပြားအပြားစုံစမ်းနောက်ဆက်ခြင်းနှင့်တွေ့ကြုံတော့အခါဝမ်းမြောက်စရာအကြောင်းတတ်တတ်ဖြစ်တည်ဟုမှတ်ကြလော not တစ်ချက်ဖတ်ပါမယ်ယောမဩရာဇာခန်းကြီး9ငယ်3ထိုမြမကဒုက္ခဆင်းရဲခြင်းကိုခံ၍ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏အကြောင်းမူကားဒုက္ခဆင်းရဲခြင်းသည်တီးခန့်ခြင်းကိုပြုစုတတ်၏တဲ့ ချက်တော်ညီကိုမောင်မားတို့ယုံကြည်သူတွေရဲ့သက်တာထဲမှာကြုံတွေ့လာရတဲ့ဒုက္ခဆင်းရဲတစ်ခုပဲတစ်ခုပဲချင်းချက်ကကိုအပြစ်တော်လုံးလို့ကိုမားလိုက်လို့ကြုံတွေ့တဲ့ဒုက္ခဆင်းရဲတော့မဟုတ်ဘူးအလိုလိုနေရင်နဲ့ကိုဘာမှမမားခဲ့ဘူးကိုဘာမှလည်းအပြစ်မလုပ်ခဲ့ဘူးအလိုလိုနေရင်နဲ့ကြုံတွေ့လာတဲ့ဒုက္ခဆင်းရဲကိုပြောတာအခုပြောနေတာအဲ့ဒီဒုက္ခဆင်းရဲတွေကျွန်တော်သက်တာမှာကြုံလာတဲ့အခါမှာတဲ့အဲ့ဒါဝမ်းမြောက်စရာအကြောင်းဖြစ်တယ်တဲ့ โอเคမိနစ်တနည်းကျွန်တော်တို့ပြောတာကခရစ်တော်ကြောင့်ကြုံတွေ့ရတဲ့ဒုက္ခဆင်းရဲကဝမ်းမြောက်စရာအကြောင်းပြောတယ်မင်္ဂလာဖြစ်တယ်လို့ပြောတယ်ဒီနေရာမှာနောက်တစ်ခုကျွန်တော်ပြောချင်တယ်ခရစ်တော်ကြောင့်မဟုတ်ဘဲနဲ့တခြားအရာကြောင့်ကျွန်တော်အပြစ်လုပ်တာမဟုတ်ဘူးကျွန်တော်တော့မားတာမဟုတ်ဘဲနဲ့တခြားတခြားကိစ္စတွေကြုံတွေ့လာတဲ့အခါမှာကျွန်တော်ဒုက္ခဆင်းရဲကြုံတွေ့လာတဲ့အခါမှာလေတဲ့ဝမ်းမြောက်တဲ့နဲ့တဲ့โอเคဝမ်းမြောက်တဲ့နဲ့ဘာကြောင့်ဝမ်းမြောက်တဲ့နာလဲရှင်အားကုတ်ကအဲ့လိုတုံတင်ထားတာနော်သူ့ရဲ့စာဆောင်ထဲမှာ ရှင်အကုတ်ရေးထားတဲ့ကလေးကဒါဒီဖျားစကားလို့ကျွန်တော်တို့ခံယူရတယ်။ဘာကြောင့်လဲ?ကျန်းစာထဲကစကားလေး။ရှင်အကုတ်ဩရစာခန်းကြီးတဲ့ငယ်နှစ်ကနေသုံးမှာဘလို့ပြောထားလဲဆိုတော့အဲ့ဒီဆင်းရဲဒုက္ခဒုက္ခတွေစုံစမ်းနောက်ဆက်ချင်းအမျိုးမျိုးကိုကြုံတွေ့ရတဲ့ခါမှာတဲ့။တီးခံခြင်းကိုပြုစုတတ်တဲ့အတွက်ကြောင့်ဝမ်းမြောက်ပါဝမ်းမြောက်ပါတဲ့။ Okay ရှင်းရှင်းလေးပဲဘာကြောင့်ဝမ်းမြောက်ရတာလဲ။အဲ့ဒီဆင်းရဲဒုက္ခကကျွန်တော်တို့ကိုတဲ့ 内卷比你阿嘞、啊，包括内卷比你阿来说是，你低看轻我，标数比你大嘞，低看轻我，标数比你的。现在、啊、呢，也没得现在，要么阿拉上网嘞，清醒的跑表他嘞，先把录音的，要么阿拉上网嘞，都看深也前第一的，低看轻我，标数第一的，哦，名将拉嘞。 ဟိုဟာလည်းမရဒီဟာလည်းမရဟိုဟာလည်းမကောင်းဒါလည်းမကောင်းဟိုဟာလည်းအဆင်မပြေဒါလည်းအဆင်မပြေဒုက္ခဆင်းရဲနဲ့စုံစမ်းနောက်ဆက်ချင်းအမျိုးမျိုးကြုံလာတဲ့အခါမှာဘုရားသခင်ကိုအမြဲတမ်းဆုတောင်းတတ်တဲ့အားကိုးတတ်တဲ့ကြားလေတီးခံတတ်လေကြားလေဆုတောင်းတတ်လေကြားလေဒါဒီခေတ္တအရာဖြစ်တယ်ဆိုတာနှလုံးသွင်းတတ်လေဖြစ်လာတဲ့အခါမှာတင်ဒီဝိညာဉ် level အစစ်မြင့်လာတယ်ဟာလေလုယာတကယ်တကယ်ချစ်တော်ညီကိုမှမတော်တချို့လူတွေကလေ တချို့လူတွေကဘုရားသခင်ရဲ့အလိုတော်ထဲမှာရှိတယ်။တချို့လူတွေကသူ့ရဲ့ဒုက္ခဆင်းရဲကပြေလည်သွားတဲ့နင်းရမတူဘူးတချို့လူကတချို့လူတွေဥမာယောဂါရှိတယ်သူ့အတ္တထဲမှာယောဂါရှိတယ်သူစဉ်းစားလို့မရအောင်ပထမအဆုံးသူစဉ်းစားလို့မရအောင်ဆုတောင်းတယ်ဘုရားသခင်တားကိုဘာကြောင့်ဒီယောဂါရှိစေရလဲဘုရားသခင်တမီးကိုဘာကြောင့်ဒီယောဂါရှိစေရလဲစသဖြင့်ဆုတောင်းတယ်ဒါပေမဲ့ဘုရားသခင်ကသူ့ယောဂါကိုပျောက်စေလို့သူလွတ်ခွင့်ရခဲ့တာမဟုတ်ဘူးတခါတလေမှာသူတီးခံခြင်းကိုသူသူတင်ယူသွားတတ်တယ် ဆိုတော့ယောဂမပြောက်ပေမဲ့လေသူလွတ်ချင်းအခွင့်ကိုရသွားတယ်အဲ့ဒီစိတ်ထားဘာကြောင့်လဲဆိုတဲ့အရာကိုသူအဖြေရသွားတယ်ယောဂမပြောက်ခဲ့ဘူးဒါပေမဲ့သူတကယ်ကိုလွတ်ချင်းရခဲ့တယ်ဒါမျိုးတက်တည်ခံချက်တွေလည်းကျွန်တော်တို့ကြားနေရတယ်ကြီးစုတော့ကြီးလာပါတယ်ချက်သုံးညီကိုမောင်မတော်ဒါကြောင့်လွတ်ချင်းအခွင့်ဆိုတာတင်းယောဂအကုန်ပြောင်းမှလွတ်ချင်းခွင့်ရတော့မဟုတ်ဘူးတခါတလေရှင်ပေါ်လူလိုအသက်တာထဲမှာစူးလေးခနောက်လေးရှိပြီးတော့မှလွတ်ချင်းခွင့်ရတဲ့သူတွေလည်းရှိတယ်။ဟောဘုရားသခင်ပေးတဲ့လွတ်ချင်းခွင့်ကမတူညီတဲ့သူတွေထဲမှာမတူညီတဲ့အရာနဲ့ မတူညီတဲ့တတိခံချက်တွေပေါ်လာစေတယ်ဂျေဇုတော်ပါပဲဒါကြောင့်ဒီစကားသခုံးကိုအမြဲတမ်းနှလုံးသွင်းပါစုံစမ်းနောက်ဆက်ချက်နဲ့ဒီအခက်အခဲပြဿနာတွေဟာကျွန်တော်တို့ရဲ့တီးခံခြင်းကိုပြုစုနေတယ်ကျွန်တော်တို့ရဲ့လွတ်ချန်ခွင့်ကိုပြုစုနေတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အဓိကခွန်အားပေးတိုက်တွန်းကြွားချင်တယ်အမှန်ကတော့ဒီကျမ်းချက်ထဲမှာအဓိကပြောချင်တာကတာမန်အခက်အခဲပြဿနာမျိုးမဟုတ်ဘဲနဲ့ကိုယ်ပဲယုံကြည်မှုနဲ့ပတ်သက်တဲ့အခက်အခဲတနည်းအားဖြင့်စုံစမ်းစစ်ကြောခြင်းကိုအဓိကပြောတာဖြစ်ပါတယ် ဒါကြောင့်ချစ်တော်ညီကိုမတော်မတို့ဖခင်သခင်ကမယုံကြည်သူနဲ့အခြားသူတွေကိုအတုံးပြုမှယနေ့တင့်ယုံကြည်ခြင်းကိုစစ်ကြောနိုင်ပါတယ်။အဓိကတော့ဒီစစ်ကြောခြင်းအဖြစ်တီးခံနိုင်စွမ်းရှိလာဖို့ဖြစ်ပါတယ်။တီးခံပါနောက်တစ်ခွန်းပြောမယ်တီးခံပါတီးခံပါ။ဒါကြောင့်ယုံကြည်ကိုးကွယ်မှုဆိုင်ရာပြဿနာကြုံလာရင်ပြန်တုံ့ပြန်တာမျိုးမဟုတ်ဘဲနဲ့တီးခံပြီးမှအောင်မြင်ခြင်းကိုရယူပါ။တီးခံခြင်းဒီအောင်မြင်ခြင်းလို့မြန်မာစကားရှိသလိုပဲတမချင်းစာထဲမှာနှစ်ပေါင်းထောင်ချီကလေးကရေးထားပြီးပြီဖြစ်ပါတယ်။ စုံစမ်းနောက်ချက်ချင်းကကျွန်တော်တီးခန့်ခြင်းကိုပြုစုနေတယ်။ဒါကြောင့်ကျွန်တော်အတ္တထဲမှာတီးခန့်ခြင်းတွေဖြစ်ပွားလာတဲ့အခါမှာဒီစုံစမ်းနောက်ချက်ချင်းဒုက္ခဆင်းရဲကြောင့်ပြုစုလာတယ်။ Okay ဘယ်လိုပြောမလဲဝိညာဉ် level မြင့်လာတယ်လို့ပြောရမယ်။နောက်တစ်ခါတစ်ခုခုကြုံလာလို့ရှိရင်မငြင်းညူတော့ဘူးအတ္တထဲမှာ။ဘာကြောင့်လဲဘာကြောင့်ဒီလိုဖြစ်တာလဲဆိုမှမငြင်းညူတော့ဘူး။နားလေသဘောပေါက်သွားတယ်လွတ်ချင်ခွင့်ကိုရသွားတယ်။အဲ့လိုလွတ်ချင်ခွင့်ရသွားတာကပြဿနာအလုံးပြေလည်သွားတယ်လို့ပြောတာမဟုတ်ဘူး။ ပြည့်တနာကိုကိုကမမှုတော့တာပြည့်တနာရဲ့အထက်မှာဘုရားသခင်ကိုထားတာအာမင်ကျွန်တော်အမြဲပြောတယ်လေပြည့်တနာထက်ကြီးမြတ်တာကဘုရားသခင်ဖြစ်တယ်ဘုရားသခင်ပြည့်တနာရှိမှကျွန်တော်တို့ကဘာလဲဘုရားဘုရားကြီးမြတ်ကြောင်းကျွန်တော်တို့ကကြွေးကြော်ရမှာလေအခုပြောင်းပြန်ဖြစ်နေတယ်ပြည့်တနာနည်းနည်းကြုံလာပြီဟဲ့ဆိုဘုရားရှိမှသွားရင်မှပြည့်တနာဘလောက်ကြီးကြောင်းသွားပြောပြနေတယ်ဘုရားရေကျွန်မကျွန်မကြုံတဲ့ပြည့်တနာကဒါလောက်ကြီးတယ်ကျွန်တော်ကြုံကြုံတဲ့ပြည့်တနာဒါလောက်ကြီးတယ်ဆိုပြီးမှ ချဲ့ကားကြီးမှာဖះရှိမှာတော့ပြောတော့ကျွန်တော်ကိုးကြဲတဲ့ဖះကငယ်တစ်ထက်ငယ်သွားပြီပေါ့ကျွန်တော်စိတ်ထဲမှာပြောတာကျွန်တော်စိတ်ထဲမှာအမှန်ကပြက်တနာကြုံလာရင်ပြက်တနာကိုကျွန်တော်တို့ကကြွေးကြော်ရမှာငါဖះကနင်းထက်ကြီးတယ်အာမင်ငါကိုးကြဲတဲ့ဖះကဒီပြက်တနာလေးတော့မမှုဘူးအဲ့ဒါလေးကိုကြွေးကြော်ရမယ်အဲ့ဒါမှတင်လွတ်ချင်းခွင့်ရမယ်ဒါမှတီးခန့်ချင်းကိုတင်ပြုတ်ဆုနိုင်မယ်ဖះသခင်ဒီတင့်ကိုတကယ်ပဲလွတ်ချင်းခွင့်ပေးတော်မူပါစေတော့အာမင်ဆိုတော့ချက်တော်ညီကိုမောင်မတော်ဒီကနေ့အချက်နှစ်ချက်ကိုနှီးကုံချုံမှပြန်ပြောခြင်းနဲ့ ရမတ်ချက်ကျွန်တော်ပြောသွားတာကသူတို့ဘာကိုတတိခံစေဖို့ရန်အတွက်ဆင်းရဲဒုက္ခကိုကျွန်တော်ကြုံရတယ်။တစ်ချိန်ကြာလို့ရှိရင်ဒီဆင်းရဲဒုက္ခဟာလပတဲ့တတိခံချက်ဖြစ်လာမယ်။အာမင်။ဒုတိယတစ်ချက်ကျွန်တော်ပြောသွားတာကတီးခံခြင်းကိုပြုစုတတ်ဖို့ဖြစ်တယ်။ဒီဆင်းရဲဒုက္ခပြစ်တနာတွေကကျွန်တော်တို့အကျိုးအတွက်ပြုစုနေတယ်။ဘာအကျိုးအတွက်လဲအဓိကကတီးခံခြင်းကိုပြုစုနေတယ်။ကျွန်တော်တို့ဖယားသခင်ဟာဒီပြစ်တနာထက်ကြီးတယ်ဆိုတာကြွေးကြော်ဖို့ရန်အတွက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုခွန်အားပေးနေ။ဒီကနေ့မနေ့နှုတ်ကပတ်တော်ကိုဒီမှာပဲရက်နာမှာဖြစ်ပါတယ်။ ကျွန်တော်တို့စကားလေးဖျားစကားနှခုံးဆိုပေမဲ့လည်းအသက်တောင်မှတကယ်ဝင်သွားတဲ့အခါမှာအံ့ဩွယ်ပြောင်းလဲမှု ဖြစ်လာလိမ့်မယ်အာမင်ဆိုတော့နှုတ်ကပတ်တော်ကိုဒီမှာပဲရည်နာပါရစေဆုတောင်းခြင်းကျွန်တော်တို့အာနှုတ်ကပတ်တော်ကိုမေးမြန်းခြင်းဆုတောင်းခံခြင်း တခြားတက်တေခံခြင်းတဲ့အရာတွေရှိရှိတယ်ဆိုရင်ကျွန်တော်အကောက်ကိုအပ်ပြီးတော့မှလာရောက်စကားပြောလို့ရတယ်စူတောင်းခံလို့ရတယ်မေးမြန်းလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောကြရင်းနဲ့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်အင်တာနက်သာရှိသေးမယ်ဆိုရင်မနေ့ပြန်ဆက်လက်ပြီးမှဆက်လက်ဝင်ငါမှာဖြစ်တဲ့အကြောင်းအားလုံးကိုပြောကြရင်းနဲ့အသက်ရှင်တော်ပတ်တော်ကိုဒီမှာပဲနှီးကုံချုပ်ပါတယ်နားဆင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖျားရှင်တာရွတ်တာရွတ်ကောင်းကြီးပေးပါစေတော့အာမင်